လိုက်ပုတ်လို့ပြောတဲ့အခါကြလို့ရှိရင် mall fashion illustration ပိုင်းမှာဆိုရင်တော်တော်များများကတည်ကြရပေါ့နော်ဒါပေမဲ့ mall ဒီလို pattern maker တွေဒီ pattern ဒီပေါ့နော် fashion designer တွေမှာဆိုရင်တော့ဒါကိုတိတ်ပြီးမသုံးကြဘူးပေါ့နော်ပုံမှန်အပြင် mall တို့ဒီလို sketch တွေပေါ့နော်ဆွဲတဲ့အခါကြလို့ရှိရင် mall ကို computer နဲ့ဆွဲတာရှိတယ်အဲ hand drawing နဲ့ဆွဲတာရှိရပေါ့နော်အမကတော့ဒီကတော့ hand drawing နဲ့ပဲဆွဲထားတယ်ဒါပေမဲ့ဒီလို hand drawing နဲ့ဆွဲထားတဲ့အခုအမဒီအဲကုတ်အင်ကြီးတစ်ခုမှာဆိုရင်ပေါ့နော်တော့ထောက်တွေက 3ခုလောက်ပါတယ်။အဲအမားတို့ကဒီဟာကဂျပန်စင်တီမီတာနီးနဲ့တုံးထားရဲဟာဆိုတော့ထောက်တွေကအမား3ခုတုံးထားပါတော့။ဒီ3ခုမှာဆိုရင်အမားတို့ကပေါ့နော်။ဒီထောက်တွေကိုမညက်ပဲနဲ့ အမကတွေးထိုင်မိခြင်းပုံစံတွေဖြတ်ညက်ကပ်ပုံစံတွေကိုမညက်ပဲနဲ့အမကဒီ live book တစ်ခုတည်းကိုပဲတုံးပြီးတော့အမတို့ကပြန်ပြီး copy ပြန်လုပ်တာပေါ့နော်ပြောမယ်ဆိုရင်တော့ဒါ copy ပြန်ယူတဲ့အပိုင်းလေးပေါ့နော်အဲ့တော့ဒီလို copy ယူရခါကြလို့ရှိရင်အမတို့ pattern ကြီးပိုင်းတွေကတော့အမတို့ပုံမှန်အပြည့် sketch တွေဆွဲတယ် pattern ဆွဲတယ်ပေါ့အလုံးသားလေးကိုပြောမယ်ဆိုရင်တော့အဲ့လို pattern ဆွဲတယ်ဆွဲပြီးအချိန်မှာအမတို့ pattern copy ယူယူမယူညက်ညက်ပြီးသွားရင်အမတို့ဖြတ်เสียချင်ရဖြတ်ဆက်เสียချင်ရဆက်ဆိုပြီးဒီ step တွေကိုလုပ်တယ်ပေါ့နော်ဒါပေမဲ့အမတို့ဒီလို sketch ပို့ပေါ့နော်အသေးဆွဲတဲ့အချိန်မှာ ပေါ့နော်။မမတို့အဲ့လိုမျိုးအဆင့်နေလုံနေမယ်ဆိုရင်မမတို့တို့က တကယ်ပြောမယ်ဆိုရင်ကြာတယ်ပေါ့နော်အချိန်လေးကြာတယ်ပြီးရင်ဒီတေးမရဘူးပေါ့နော် အမတို့ကဒီ main button ကနေပြီးတော့မှအမတို့ပြန်ခွဲထုတ်ရတာဖြစ်တဲ့အတွက် button တိတိလေးတွေကိုလိုက်ပြီးတော့ဖြတ်ညှက်လုပ်နေမယ်ဆိုအမတို့ကပြီးတော့မှလည်းမဟုတ်သူဒီတေးလည်းမဖြစ်ဘူးပေါ့နော်အဲ့တော့အမကလိုချင်တာဒီတေးကြကြလိုချင်တာဖြစ်တဲ့အတွက်အဲ့တော့အမက light bulb ကိုတုံးလိုက်တယ်အဲ့တော့ light ပုံမှန်အပြင်မှာကွန်ပျူတာရဲ့နဲ့ဆွဲတဲ့ကထောက်တွေထက်တယ်ခွဲတယ်ဟတယ်အားရလုံးလို့ရတယ်ဒါပေမဲ့ဒီလိုမျိုး hand drawing ကိုပို့ပြီးအားသာနေတဲ့လူတွေကြလို့ရှိရင်တော့အဲ့ step တွေကအမကနောက်ထပ်ဆင့်ထပ်ပြီးသွားရမှာဆိုတော့အဲ့ဒါဆိုရင်အမက light bulb ကိုတုံးပြီးတော့တွေ့လာအမပြမယ်ထောက်ကလေးကို ထွက်သွားတာတောက်ကလေးကိုပြန်ဖယ်ပြီးတော့အမကိုတုံးသွားတာမျိုးဒီမှာတစ်ချက်သေးသေးချာချာလေးကြည့်ကြည့်အမဒီမှာရွှေ့ပြလိုက်မယ်တွေ့လားရွှေ့လားရွှေ့လားတွေ့လားနောက်တစ် point ကိုကူတဲ့အချိန်မှာအမကိုရွှေ့လိုက်တာမျိုးလေးပေါ့နော်အဲ့လိုရွှေ့ရဲ့အချိန်မှာဒါကတော့အမကို live ဘုန်းနဲ့တုံးတဲ့အတွက်ဒီလိုရွှေ့ပြီးတော့ကိုလိုချင်တဲ့အပိုင်းကို copy ယူချလိုက်လို့ရတယ်သူပေမဲ့ပတ်တန်ကြီးမှဆိုရင်လည်းအဲ့လိုမျိုးပဲအမကို copy ယူတယ်ဒါကဒီနေ့ကအမကိုတုံးနေရလွန်ခဲ့တဲ့9နှစ်ဝန်းကျင်လောက်ထဲကအမကိုတုံးနေရပေါ့နော်ဒီ live ဘုန်းလေးရဆိုလို့ရှိရင်ကတော့အမတုံးတာ2020နဲ့21အဲ့လောက်ဝန်းကျင်လောက်ကထင်တယ်အမတောက်လျှောက်ဒီ တစ်ခုတည်းကိုပဲသုံးတာပေါ့နော်ဒါဆိုရင်မော့တကယ်ပြောမဆိုရင်တော့ဒါအမအနောက် project တစ်ခုအတွက်ကိုပြင်ပေးနေတာပေါ့နော်ပြင်ပေးနေရအမ program တစ်ခုထပ်ပြီးတော့လုပ်ပေးစရာရှိတယ်အဲ့ဒီ program အတွက်ကို upgrade လုပ်ပေးစရာရှိတဲ့အတွက်အမအဲ့ဟာအပိုင်းဒီဒီလိုနီးပညာရေးနဲ့ပတ်သက်ပြီးဘယ်လိုထပ်ပြီးသုံးမလဲ hand drawing ကိုအဓိကသုံးပြီးတော့မှအချိန်ကျန်ကြမှုမရှိအောင်ဘယ်လိုထပ်သုံးမလဲဆိုတာလေးကိုအမပုံလေးလုပ်နေရင်းနဲ့ပေါ့နော်အမဒီမှာ project တစ်ခုလုပ်နေရင်းနဲ့အားလုံးပေါ့နော်ပြန်ပြီးမျှဝေပြရပါနော်သုံးကြည့်ကြည့်ပါတကယ်တော့နီးပညာနောက်ကိုလိုက်ပါ သူများနဲ့မတူတဲ့အပိုင်းတွေကိုကိုကဘယ်လိုမျိုးဖန်တီး ီလိုရမလဲကိုတော့ဘလိုမြင်မြန်ဆန်ဆန်ပြီးမယ် sketch တွေဆွဲတဲ့ခါကျရင်အထိကအရင်ကြာနေလို့လည်းမရဘူးလေနော်အဲ့ခင်အချိန်ကြာရင်အမဟိုအချိန်တူတူတွင်းမှာမြင်မြန်ဆန်ဆန်နဲ့ပြီးမြောက်မဲ့အလုပ်တစ်ခုကိုဘလိုမျိုးစဉ်းစားကြမလဲဆိုအပိုင်းလေးကိုအားလုံးသိစေချင်တဲ့အတွက်အမဒီနေ့ကတော့ knowledge sharing လေးတစ်ခုလုပ်ပေးလိုက်တာပေါ့နော်ကဲအားလုံးလည်းဒါလေးကဗမာဝယ်လို့ရတယ်ဆိုစိုက်ကရီယာဆိုင်မှာဝယ်လို့ရအခုတော့ဒီပစ္စည်းကြီးကထပ်ပြီးရှိမရှိရောမသိဘူးပေါ့နော်အမကလည်းအဲ့တော့ကအမအမတယောက်မှားပေးတာဆိုတော့လေ လိုကေရပဲမှာပြတာပါပဲဒါမှမဟုတ်လောလောဆယ်မေ့ကြည့်ကြည့်ပေါ့နော်စိုက်ကရိယာဆိုင်ဒီမှာမေ့ကြည့်ကြည့်ပါရှိနိုင်ပါတယ်အသေးလောက်ပဲရှိမယ်ထင်တယ်ဒါကတော့အမ size လေးကတော့အကြီးအဲဟိုပုံကလည်းအကြီးပဲနော်အဲ့တော့အားလုံးဆွဲကြည့်ကြည့်မယ်အားလုံးပဲတက်တာပါနော်